ဂရင်းနီမျိုးသားများကာကွယ်ရေးတပ် KNTF တပ်ရဲအမတ်၁၄ဖွဲ့စည်းတည်ထောင်ပြီး၄နှစ်တွင်ရဲဘော်၃၃ဦးချဆုံးခဲ့တယ်လို့ကိုလဲ့ကဆုံးရှုံးသွားတဲ့ရဲဘော်၄ဦးရှိတယ်လို့ဒီကနေ့အော်တိုဘာလ၁၄ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ KNTF တပ်ရဲအမတ်၁၄ကို၂၀၂၁ခုနှစ်အော်တိုဘာလ၁၂ရက်နေ့မှာတပ်ရဲစတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။၄နှစ်ပြည့်အခမ်းအနားကိုတော့ပြီးခဲ့တဲ့အော်တိုဘာလ၁၂ရက်နေ့မှာပြုလုပ်ခဲ့တာပါ။အခမ်းအနားမှာ KNDF တပ်ရဲအမှတ်14ရဲ့တာဝန်ရှိသူဒီဒီတပ်ဖို့တပ်မှုအဲ့တဲရိုတွေကနေအမှားစကားပြောကြတာတင်နန်းတက်ရောက်ခဲ့တဲ့တင်နန်းသားတွေကိုတင်နန်းကာလအတွင်းအမိတ်နာခံမှုအကောင်းဆုံးစုနဲ့တင်နန်းသားစံပြစုပေးအပ်တာသစ္စာရေးတောက်တုံးလာတွေပြုလုပ်ခဲ့ကြပါတယ်ဒေါ်လာရေးကာလအတွင်းစဆောင်ခဲ့တဲ့ရဲဘော်နဲ့ကိုလိန်ကပေးဆက်ရတဲ့ရဲဘော်တွေအတွက် ချက်ရှိနေတဲ့တက်ရေးကတက်သားတွေအနေနဲ့လည်းပြည်သူတွေနဲ့အတူရက်တည်ပြီးအာဏာရှင်ကိုဆက်လက်တိုက်ခိုက်သွားမယ်လို့လင်းလဲစွာကတိကဝတ်ပြုထားပါတယ်။လင်းနှစ်ပြည့်အခမ်းအနားကိုတော့လူဦးရေ900ကျော်ပါဝင်တက်ရောက်ခဲ့တယ်လို့သိရပါတယ်ရှင်။